ပဲခူးမြို့ထက်ရန်ကုန်မန္တလေးပုံမှန်ကားလမ်းမှာဓာတ်ခုတ်လူရခံခဲ့ရပြီးရန်ကုန်စေယုံကြီးမှာစေကူသားမှုခံယူနေစဉ်ပျောက်ဆုံးသွားတဲ့စပိန်နိုင်ငံသားဟာသူ့သဘောနဲ့သူစာကူရာစေယုံမှာတက်ရောက်စေကူသားမှုခံယူနေခြင်းသာဖြစ်တယ်လို့နောက်ပိုင်းခရံရဲတပ်ဖွဲ့မှုယုံကသိရပါဗျ။အဲဒီစပိန်နိုင်ငံသားဟာစေယုံရဲ့ခုပြူချက်မရပဲစာကူရာစေယုံကိုသူ့သဘောနဲ့သူတွားရောက်ကူတာခံနေတာဖြစ်ပြီးရန်ကုန်စေယုံကြီးကနေဘလို့ပုံစံမျိုးနဲ့ထွက်သွားရဲဆိုတာတော့မသိရှိရသေးပဲနိုင်ငံသားဖြစ်တဲ့အတွက်သူ့စိတ်ထဲမှာအကောင်းဆုံးစေယုံကိုရွေးချယ်ပြီးတွားရောက်ကူတာခံနေလို့ပဲထင်ပါတယ်လို့ နောက်ပိုင်းခံရတဲ့ပွဲမှုဒုတိယရဲမှူးကြီးဝင်းကြီးကပြောပါရယ်အခုလက်ရှိအချိန်ထိစာကူရာဆေးုံမှာပဲကုသမှုခံယူနေတယ်လို့လည်းဆက်လက်ပြောပါရယ်ဖေဖော်ဝါရီလ23ရက်နေ့ပိုင်းကပဲခူးမြို့အထွတ်ညောင်အင်းကျေးရွာအုပ်စုဘန္နာကုန်းကျေးရွာတိုးဂိတ်အနီးမိုင်တိုင်43မြေဆောင်တေရောက်ည7:00နာရီဝန်းကျင်မှာအသက်32နှစ်ရှိတဲ့စပိန်နိုင်ငံသားတို့ဟာ ပဲဂိုးကနေရန်ကုန်ကိုစပိန်နဲ့စီးနင်းလာစဉ်အမည်မသိအမျိုးသားနှုတ်ဦးကတားခဲ့ပြီးအနီးမှာရှိတဲ့လေခွင်းထဲကိုဆွဲခေါ်ကတန်တုံးနဲ့ရိုက်ပြီးဓားနဲ့73ချက်ခုတ်ကခီးဆောင်အိမ်ပတ်စံနဲ့စပိန်ကိုလူရက်ယူဆောင်သွားတာဖြစ်တယ်လို့သိရပါဗျ။အဲဒါကြောင့်အဆိုပါစပိန်နိုင်ငံသားကိုပဲခူးစေယုံကနေဖေဖော်ဝါရီလ24ရက်နေ့မှာရန်ကုန်စေယုံကြီးကိုလွှဲပြောင်းကူတာမှုခံယူခဲ့ပြီးညပိုင်းမှာပြောင်းဆုံးသွားတာဖြစ်တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်ကိုပဲခူးမှတ်သုံးရေးစခန်းကပါသော59မင်းဆောင်2015ပုံမှန်395မှုဖွင့်ထားတယ်လို့သိရပါဗျ။